โอเคเดีพิมพ์วิงกันแล้วนะ Sorry บ่าตุดาย ครับทุดายทุดาย จะเซ็นมาดีไล่เรื่องมันเลยคุณมาแป้งเปลี่ยนเปลี่ยนมาแล้ว ဝင်းကျူလိုင်းမင်္ဂလာပါဦးတက်နိုင်ဝင်းမင်္ဂလာပါမနုဝေစင်မင်္ဂလာပါကိုတိမင်္ဂလာပါစောစောပီတီမေပီတီမေမေဝင်းတောင်းနှုတ်ဆက်သွားသေးတယ်ဒါဖြုတ်ပြီးမှမြင်လိုက်တယ်အဲမင်္ဂလာပါ ဒီနေ့ကတော့ဆံမကြီးလူထုတော်မှာကနေပြီးဆရာကြီးပြီးမို့နေကြောင်းရေးထားတာလေးကိုဖတ်ပြပါမယ်။မတင်ဆောင်ပါမိင်္ဂလာပါ။အစကတော့ဒီကဆရာကြီးဦးဝင်းဖေရဲ့စာစာတွေဖတ်ပြမယ်ဆိုကြည့်စီစဉ်ထားတာပါဘူး။အစင်မပြေလိုက်ဘူး။ ပြီးတော့ဖတ်ပြရအောင်နော်ဆရာကြီးပီမိုနီရဲ့ဝိတုတုဝိတုရှင်နဲ့စောင်းပါတွေကျမ်းတွေကိုတော်တော်ဖတ်ဘူးပင်မဲ့ရှိကလူကြိုက်များလာတယ်ဆိုတော့ပတ်စံကြီးကလောင်နေမယ်နဲ့ရေးထားတဲ့စာတွေကိုတော့တစ်ချိန်မှမဖတ်ခဲ့ဘူးပတ်စံကြီးဆိုတာညညအလင်းတဲ့င်းစာမှာဆရာကြီးပြပေါ်နေကအခန်းတစ်ခန်းယူပြီး လောင်နံမဲနဲ့ပတ်စံကြီးတို့ရေးထားရေးတာတို့သာကြားဘူးတယ်အဲ့ဒီအရေးသားကိုမဖတ်ဘူးပါဘူးဗန္ဓုလဥဖိုးပင်ကပညာအလင်းတင်းစာကောင်းစားစဉ်ကပတ်စံကြီးအခမ်းမှနေ၍ရေးသားရာလူများလူစွာကြိုက်ကြလေပြီလို့ကျွန်တော်သိသမျှပြပိုးနေမှရေးပါတယ်နိုင်ငံကျော်စာရေးဆရာပညာအလင်းပတ်စံကြီးအထူးရေးသားသောမေရက်ခဝိတ္ထုဓမ္မတိဝိတ္ထုလို့စာအုပ်ကြော်ညာတာမျိုးကိုလည်း တွေ့ဘူးပါတယ်။လို့ပေမဲ့ပက်စံကြီးရဲ့ရေးသားကိုတော့တခါမှမဖတ်ရဘူးပါဘူးတဲ့။ဒီနေရာမှာသူထအကျောညာဝင်ပေးလိုက်ပါလို့မပေါ်နော်။ပက်ရှင်မှာသူထကဆရာကြီးပီမိုနီရဲ့မရက်ခဆိုပြီးတော့ဖတ်ပြနေတာအဲ့ဒါအခုမှသိတယ်ပေါ့နော်။အာပက်စံကြီးနာမည်နဲ့ရေးခဲ့တာပေါ့နော်ဒီဥစ္စာကအဲ့တခါလဲကြောင်ညာတာပါလို့အဲ့ဖက်ရှင်မှာတက်ကြည့်ပေးပါနော်လို့ ဟုတ်မန်နီဝေးဇင်းမင်္ဂလာပါ WS ဝင်းနေနေနော်မန်နီနွေအောင်မင်္ဂလာပါဒန်တလီရောမင်္ဂလာပါ ဟောဝမ်းမသာလင်းချက်မင်းရတော့မလိုက်မမင်းလာပါတူတာစောနာဟိုပါလေအရင်ပူလို့လာမသိဘူးအဆင်မပြေပဲဖြစ်သွားတယ်ရှုပ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 ်တွေဖြစ်ကုန်တာနဲ့တူတာလည်းလန့်ပြီးတော့ခဏပိတ်လိုက်တယ်အင်းအင်းမပူလဲနော် ဟုတ်တယ်အဲ့ဒါသူတလည်းပို့မယ်ပေါ့နော်မောင်မြတ်တန်တော်မင်္ဂလာပါသူတဒီနေ့နည်းနည်းတူတူလေးပဲဖတ်မယ်နော်ချောင်းလဲဆိုနေတနေ့တော့ကျမတို့ကိုအင်တန်ခင်မင်းနဲ့မိတ်ဆွေကြီးတို့ကသူစုထားတဲ့ပညာအလင်းသတင်းစာဖိုင်ကြီးတစ်ခုကိုပို့ပေးလိုက်လို့အဲ့ဒီမှာပတ်စံကြီးဆိုတာကိုအားပါတရတွေ့ရပါတော့တယ်ကျမရလာတဲ့ဖိုင်က ပညာအလင်းတရင်စာစထုတ်ထုတ်ခြင်း6လကတရင်စာတွေကို တွဲထားတဲ့ဖိုင်မှာဒီဖိုင်မှာ1938ခုဒုတိယနှစ်ဝက်ကတရင်စာတွေအားလုံးပါပါတယ်1938ခုနှစ်ဆိုတော့ပထမကဘာစီကြီးဖြစ်တုန်းကာလနဲ့စစ်ပီးကာလပဲပေါ့အဲ့ဒီချိန်ကမြန်မာပြည်မှာကဘာစစ်ကြောင့်မြန်မာတရင်စာတွေများများထွက်လာစဒုရိယမြန်မာအလင်းနဲ့ပညာအလင်းတို့ကတင်းတင်းကြပ်ကြပ်လူဖက်များတာတွေပေါ့ မြန်မာသတင်းစာတွေရဲ့အစောပိုင်းကာလပါပဲဒီလိုအချိန်မျိုးမှာမြန်မာသတင်းစာတွေကဘယ်လိုပုံစံတွေနဲ့ထုတ်ဝေနေကြသလဲဘာတွေကိုရေးသားကြသလဲနိုင်ငံရေးပုံစံစီးပွားရေးပုံစံကဘယ်လိုလဲလူတွေရဲ့အတွေ့အခေါ်ကဘယ်အဆင့်မှာရှိနေလဲလို့ခံမှန်းကြည့်တော့ဟောဒီဒုတိယသတင်းစာကြော်ညာလေးတစ်ခုကအဲ့ဒီခေတ်ရဲ့အနေအားကို တော်တော်ကလေးဟောပြနေသလိုရှိပါတယ်မြန်မာလူမျိုးတို့ကြီးပွားချမ်းသာရန်ကြီးပွားရန်နေ့စဉ်အားထုတ်လျက်ရှိသည့် မြမချက်တီးတရင်စာကြီးအစ်စ်ဖြစ်တော့ဤဒုရိယတရင်စာကိုမြမလူမျိုးတိုင်းဖက်အပ်ဤဘယ်ကြောင့်ဆိုတော့၎င်းတရင်စာတွင်ပါယုပါစဉ်ဂျေနန်နေရက်နှင့်အထွေထွေဆောင်ပါပုံမြင်ဝိထုပါတာဤအစရှိသောတရင်များအပြင်ယခုခါအလွန်အရေးကြီးသောအသက်မွေးဝမ်းကြောင်းလမ်းညွန်ကြီးကျယ်တိုးပွားထွန်းကားရန်မှတ်စုကျေးဇူးရှိသောအိမ်သုံးအရက်သုံးပစ္စည်းတို့လောက်နီဖော်နီတပားကြုံဖြစ်မှလွတ်ရန်နီးလန်း ဝိနာနုရကိတတရားကိုစောင့်ကြည့်၍အတ္တဟိတပရာဟိတကျိုးဝါတိုးရန်လည်းညွန်းတိုင်းကြီးပြည်ကြီးတို့တွင်ဖောက်ကားရောင်းဝယ်ကုန်သွယ်သောဤမျိုးမျိုးလောကရပညာဖုံဖုံတို့နှင့်ဤနာနေတရအမျိုးမျိုးတို့ပါသောကြောင့်ဖြစ်၏လို့ခံကုဟာ34ခုမေလာတို့မြမအလင်မဂ္ဂဇင်းမှာကြော်ညာထားပါသည်အဲ့ဒီတုန်းကပညာအလင်တည်င်းစာကနေ့စဉ်တုန်းမဟုတ်သေးဘူးအင်္ဂါကြာတာပြီး စနေတစ်ပတ်၃ကြိမ်ရက်ကြာထုတ်တဲ့သတင်းစာပဲဖြစ်တယ်။ရာရဲ့၄ကျူးနဲ့စာမျက်နှာ20ပါတယ်။ဒုရိယမှာမော်ဘီနတ်ကြီးစုလင်နတ်ကြီးဗိုဒရောင်နတ်ကြီးဆိုပြီးနတ်ကြီးသုံးပါးစကားပြောကန်းကိုဥပပေကရေးထက်နေတယ်လို့ပညာအလင်းမှာလည်းမာတလိဝိတကြုံနဲ့လောကပါလာနတ်သုံးပါးစကားပြောတဲ့နတ်သဘင်ဆိုတဲ့အခန်းတခန်းကစာတပြည့်နာ John Yuan ရေးတဲ့ Pilgrim's Progress ကို Lady Panita ဥမ္မာကြီးကမှီးရတဲ့မောင်တော့ကဝိတုအခန်းဆက်ကတက်မြက်နာပီမိုနီရေးတဲ့ပတ်စံအခန်းကစာတက်မြက်နာသတင်းစာတိုင်းမှာပါပါတယ်ပတ်စံအခန်းကိုအင်္ဂလိပ်လိုကောင်းစီက Message from a Rolling Copper လို့ပတ်စံဤလက်လဲကန်းဆိုတဲ့စာရန်အောက်ကထည့်သေးတယ်ဒီကလောင်နံပါတ်ကို သူယူတဲ့သဘောကတော့ပတ်စံဆိုတာလမ်းများတယ်လမ်းများတော့အကြမြင်များတယ် အကြမြင်များတာဟာမျက်စိကြည့်နားကြည့်ရှိစေတယ်ဒါကြောင့်ခီးသွားဟန်လွဲ့တွေ့သူပြင်သူသူတွေ့ပြီတာကြားသိတာတွေကိုဒီနေရာကတင်ပြမယ်ဆိုပြီး29နှစ်ရ6လ1938နေ့ကရေးထားတယ်1938ဆိုတာဗမာကဘာစီကြီးဖြစ်နေတဲ့ကာလအဲ့ဒီကာလမြန်မာပြည်ဟာကဘာစစ်ဘေးတန်းကြောင့်နိုင်ငံခြားကလာတဲ့ဝေချမ်းသုံးဆွဲရတဲ့ကွန်ပျူတာတွေအလုံးစည်းတက်တယ်မြန်မာကထွက်တဲ့စံစကားကိုတော့အစိုးရက ရမုခေါပမှာစိုးလို့ဆိုဇေတုံကန့်တက်ထားတယ်။ဆင်အတွင်းမှာနိုင်ငံသားတိုင်းပြည်တွေကအဝင်ထွက်များလာတဲ့လူသေးတဲ့အထိဆိုးရွားပြင်းထန်တဲ့တုတ်ကွေးယောဂါကမြန်မာမျိုးနေလူတန်းစားကိုအကြီးအကျယ်နှိပ်စက်နေတယ်။ပမာတွေကအတိတ်တွေအောက်တွေကိုယုံကြည်တော့စီးပွားရေးမှာလုံးလုံးအမြင်မရှိပဲအုံဖြုံးမှသာစိတ်ကြီးဝင်ဝင်နဲ့လုံးမဲ့နေကြချိန်မှာပတ်စံကြီးကလမ်းလွဲ့နေတဲ့မြတွေကိုသူ့ကလောင်နဲ့ညွှန်ပြရင်းတယောသင့်တာကိုတယောစောသင့်တာကိုစောပြီး လက်မှန်ရအောင်ထောက်ပြတဲ့အရေးသားမျိုးတွေရေးသွားပါတယ်။ဒီလိုရေးသားရမှာဆရာကြီးဘီမိုနီကရွှင်ရွှင်ပေါ့ပေါ့နဲ့သွက်လက်တဲ့အရေးသားဟာတော့နော်တဲ့အရေးသားမျိုးနဲ့ရေးတယ်။ပက်ဆန်ကကုံတဲ့တယောက်လက်ထဲပါသွားလို့မန္တလေးကိုရောက်သွားတဲ့ရောက်တဲ့အခါကျုံပေးကလန်တလန်ပေါ်မှာနပိန်ကလေးလေးကောင်ကိုလက်ရည်ဖြန်းနေပြီး ရေစည်းလဲကြီးမှာတက်ပြီးအစွဲခိုင်းတော့အစာဝတ်အောင်ကျွေးထားတာမဟုတ်လို့မမြင်ဝင့်အောင်ပိန်တဲ့နှွားတွေကအားမရှိဘူးမယုံနိုင်ဘူးဒါကိုမယုံနိုင်တလို့လို့လဲသမားကအမဲဖြစ်ခြင်းသလားလို့ဆက်ရေးပြီးတားရိုက်နေတာမြင်လို့တဲ့ငိုချင်းတစ်ပိုက်ချလိုက်တယ်ဒီငိုချင်းရဲ့ချပိုက်ကတနာဖို့ပါကလားဗျာတို့ရဲ့စအစာကိတ်မကြွေရထင်တစိတ်ကလေးရက်ကန်ရက်ကန်နဲ့ယုံရှာရနှွားစရာတွေဟာလေမတနာမညာတာတဲ့နှလုံးရည်နဲ့ မနာကာကာဝါရပြာနဲ့မှုံရှာကြ။အော်နှလုံးထိ အသေးနာစရာခင်းပါတဲ့မယုံသည့်အမဲဟာညှင့်မဟဲလို့ဆဲကဆဲကနင့်နေပြီးရိုက်တာမဖြစ်ပါရစေနဲ့လို့ကျွန်တော်ပတ်စံကသနာစာသွင်းလို့ငိုချင်းချထားပါတယ်။မန္တလေးမြူနီစပယ်ကလည်းမတန်ရှင်းရလက်စားရမှာတော့နာမည်ကြီးမဟုတ်လား။29ရက်ရှိလာတဆက်ရှိခုနေကဝါတွင်ဥပုံနေတတိဖြစ်လေတော့အဲ့ဒီနေ့မှာပတ်စံရဲ့ရေးွက်တော်ဘက်က သူဟာလွန်ခဲ့တဲ့15ရက်နေ့ကဥပုပ်သွားဆောင်ခဲ့ပါတယ်။တီလာယူပြီးတော့စိတ်ပရိပါမသွားလို့တစ်ပင်ရိတ်ကောင်းကောင်းမှထိုင်ပြီးထုတ်တချောင်းနဲ့မြေကြီးကိုချင်းရင်လက်ဆော့နေမိတဲ့ဒုတ်တူရဲ့အရေးချောင်းတွေက အကအွေအချိတ်တက်ဇရာကွက်နဲ့ကြာကွက်တမျိုးတဝေထုမိုးမြောပြိုတော်ရုပ်ဘလူးရုပ်နဲ့မြုပ်သီးတောင်ရှိလင်းမြန်ဆက်ပလင်းရေရင်းကြဆာပုံတကားနဲ့ဝက်ကြကြစံတီတရံတို့ကိုပြန်ပြန်ရင်းရင်းဖြတ်ရင်း ကေတာလောမှာစတဲ့ကမ္မထန်ကိုစီးဖြတ်နေရကနေတကူသောပြည့်စိတ်တွင်းကိုထုံးမိလို့ပြည့်စိတ်တက်ကြီးတက်၍လာပါကြောင်းမကြာမီ တွင်ဒီဝီဇန်တက်ပေါင်း900ကျော်ကျော်လောက်ရှိတဲ့ဖြင့် Lieutenant Captain Major Colonel General စတဲ့ပုံမှုဗိုလ်ချုပ်တွေနဲ့နောက်ထပ်အပေါ်ရန်စစ်တီများသည်လည်းတက်ပြီးတက်ချီတက်၍လာကြပါသည်ကျွန်တော်လည်းမခံမရနိုင်သောကြောင့်လီလီပုတ်ရွာ၌ဒါလီပါဆိုသူတင်မောတက်ကိုခုခံသလိုဒုတ်တို့တချောင်းနဲ့တွန်းလှန်၍ထားရာ အကျိုးသောကင်းတက်စခန်းထောက်သမားများသည်ဘုရားရှင်ဖီမာရှယ်ဗိုလ်ချုပ်ကြီးထံဝါယာလက်ချေမြန်ဖြင့်ပြန်လည်ပြန်ကြအကျိုးအကြောင်းပြောပြလေရာဖီမာရှယ်ဘုရားရှင်ခေါင်းကြီးကြီးသည်အခြားစစ်ဘက်ဆိုင်ရာဗိုလ်မှူးကောင်စီချုပ်နှင့်ထွက်လာလေရာကျွန်တော်သည်ပင်လယ်တွင်အသင်းမပြတ်သောဇနကမင်းကဲ့သို့ယာကြတို့၏လုံနာကိုမလျှော့သူရတ္တီကိုမပြော့ဘဲအားခဲ၍တို့တို့တစ်ချောင်းနှင့်ခုခံရိုက်နေရာဖီမာရှယ်ဗိုလ်ချုပ်ကြီးခေါင်းကြီးမှာ ဟူကောင်ဆောင်ပြီးစိုက်ထိုးစိုက်ထိုးနေကျုံမြောင်ခန္ဓာထဲပြန်သွားပါကြောင်းထို့နောက်စစ်ပွဲသိမ်းပြီးထလာတော့ခါမှငါ့ဤကမ္ဘာများအဘဲကိုရောက်ပါလိမ့်မလဲဟူတရိယာကဘုပုံဆောင်ရင်လက်စော်တော်သူတို့သည်ထိုကဲ့သို့အလုံးမများတယ်မဲများရလေသည်တကားอืมလက်သားမဟုတ်နှုတ်စော်ခြင်းမျက်စီစော်ခြင်းနှာခေါင်းစော်ခြင်းနားစော်ခြင်းတို့သည်လည်းထို့အတူဥပောတရာလျှော့ကြပျက်စီရာကြောင့်ဖြစ်ပေတရတ်တီလို့စဉ်းစားမိတာနဲ့ဥပုပ်တယ်ရီစော်ခြင်းကြီး၅ပါး ရှောင်ကြဖို့တတိပေးနေတယ်။ရန်ကုန်မှာလမ်းချောင်းနဲ့သာစခန်းသွားရတဲ့လူတန်းစားရဲ့ဒုက္ခကိုပတ်စံက9ရက်9လတန်းကွာ18နှစ်တုန်းမှာဘယ်လိုဖော်ပြသလဲဆိုတော့လမ်းချောင်းကလာကမိုက်အာအာ BOS Biscuit ကိုလှိုင်းထားသောပင်လယ်နှင့်တူသည့်စုလေဖျားလန်းတို့ညနေချမ်းရောက်သွားနဘင်းကိုကလမ်းကြားသမားသည်ဝိလဲဝိလဲလှုပ်၍ဆွဲရဒိုင်းနာဆိုရင်လက်ဝဲဘက်ကိုလှည့်ပါသည်ဘာယာဆိုရင်နောက်ကို တို့ကိုပါသည်စီတာဆိုတော့လက်ရာကိုကဘူမောင်းဆိုမှအရှိဖြောင်ဖြောင်ကြီးသွားတော်မူပါကြောင်းစုလီပြားလမ်းမှာညနေကလမ်းချစီရခြင်းသည်ရင်းငုံတင်မောများသောပင်လယ်၌တုံကင်းနေကူရတကဲ့သို့အနန္တဘေးအန္တရာယ်များသည်ဝဲရာကဝိုင်းလျက်တကက်ကဲ့နဲ့အော်သောဆက်ရထားကြီးတွေက တမျိုးတကွီကွီနဲ့အော်သောဆက်ရထားကြီးတွေက တမျိုးဂျီရိုးကောင်ပေါ်မှာတကီကီနဲ့လာသောဟာကြီးတွေကတမျိုးပက်လက်လာသောနှကောင်ကမှခုံလာသောရထက်လုံး တအုံးအုံးတကြွကြွဖြစ်နေတဲ့ဖြင့်နှလုံးလေးလုံးတုံစရာလွန်စွာမှကောင်းလာပါကြောင်းလို့စုလီဖျားလန်တရုတ်ကိုထင်းနေကြီးဖွဲ့ရည်တယ်ပြီးတော့မှလန်ချားဆွဲမဲ့အိန္ဒိယမျိုးသားကဂေါရင်ဂျီအမျိုးကောင်းအစ်စ်ကြီးဘလိုပဲဖြစ်ဖြစ်ဒိုင်နာဘာယာစီတာဆောင်မွက်လဲအောင်မှမိုတိုကားအော်ဒန်ကိုလည်းအချက်ကြကြနားလည်မှာသူတို့လက်အသက်အစီးကြရတာမို့လန်ဟောင်းကလန်ချားဆွဲခွင့်ဘွဲတစိကြီးကိုမြူနီစပယ်ကထုတ်ပေးတင်တယ်လို့လည်းရေးထားပါတယ် ဆရာကြီးဘီမွန်းနေရဒီလိုရွှင်းနဲ့တွက်တဲ့ထက်တဲ့ပေါ်တဲ့အရေးသားကိုဟိုးလွန်ခဲ့တဲ့90ငါးနှစ်ရန်ကုန်မြို့မှာရထလုံးခေကမှာပြောနေအခုတောင်ကြိုက်ကြရသေးတယ်မဟုတ်လားဒီနေရာမှာသူ့ဂျွန်ဘွားတော်ကနာကြီးစရာခံခဲ့ရပုံတွေကတကွက်ကိုဖော်ပြပါအောင်မယ်မိရထားတွေပေါ်မှာပထမရန်ဒုတိယရန်တတိယရန်ရလို့တုံတန်းတုံစာခွဲခြားရုံနဲ့အမရသည်ဥရောပတိုက်သားများစီရန်လို့စိုင်းပုတ်ချိန်ထားပြီးအဖို့ကဘဲလောက်ပေးနိုင်ပေးနိုင်တခြားတွဲတွေမှာစီးစရာနေရာမရှိလို့ဒီတွဲမှာ လူဘဲ့လောက်ချောင်းချောင်းမြန်မာလူမျိုးတိုင်းသားတွေတက်ခွင့်လုံးလုံးမပေးတဲ့ယထာတွေတွေထားပါသေးတယ်ဒီလိုလူမျိုးအခွဲခြားနှိတ်ကုတ်တာကိုမြန်မာလူမျိုးကအင်တန်ခံပြင်းနေတွေးပူတဲ့လူမျိုးမဟုတ်လားဒါပေမဲ့ကြိတ်ခံနေကြတယ်ဒါကိုပတ်စံကြီးကဘယ်လိုရေးထားတယ်လဲဆိုတော့တနေ့တနေ့မြေထားအတွင်းများကိုရှောက်ကြည့်တော့တွဲတွဲမှာဥရောပတိုက်သားများစီရန်ဟုတွေ့ရသဖြင့်အတွင်းကိုခေါင်းပြူပြီးကြည့်လိုက်ရကျွန်တော်မှာစက်သိမ်းမွေးညင်းပြုံးငနဲ့ထားပြီးအလဲ တစီဆိုတာအစ်ပင်များနဲ့အိမ်များမှာသာရှိသည်မဟုတ်မေလ်စာပို့ရထားများမှာလည်းရှိရပါကလားဟုတွေးပြီးလင်ငိုးကတစီဆိုရင်ကြည်ကျင်တဲ့ဝါသနာကြောင့်ဟိုဘန်နာပြေးရောက်တဲ့အခန်းထဲဝင်ပြီးပါဖိုင်ရှင်းဝီစကီတစ်ခွန်မော့ချပြီးခက်ရည်ရည်ကလေးဖြစ်လာတာနဲ့အရဲတံဝင်လာပြီးလင်တရက်ကိုပင်ဖန်းကျင်တယ်လို့လို့ဖြစ်၍လာပါကြောင်းအစိုးရဥရောပကန်တို့ရောက်ရတဲ့ဖန်ရရင်ပေါကကောင်းချိုရကြည့်လိုက်ရမဲ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 နဲ့တရက်ကိုတွေ့ရသဖြင့်တရက်တကောင်မကနှစ်ကောင်သုံးကောင် ဖြစ်လာတော့ကြောင် အပိုင်ရှင်းလေးများလည်းတော်ရာသို့ပြေးကပြောက်လင်သွားသည့်အတွက်ဖနောက်နေတင်မတသားတဲ့ကြောင့်ခြေကုံလွတ်၍ပြေးရပါကြောင်းအတန်ကလေးကြာတကာလနောက်သို့လှည့်ကြည့်လိုက်တွင်ထိုတွဲပေါ်သို့ဘောင်းမီဝေးတယောက်နှစ်ယောက်တက်သွားသည်ကိုတွေ့ရသည်ဖြင့်ဟင်းဟင်းငါမြင်ခဲ့တာဘာပါလိမ့်မလဲဟုပြန်၍အသေးချာကြည့်လိုက်ရာကောင်းဝင်နဲ့ကိုဝေထားသောကပ်ပလီနဲ့ခက်စင်စင်ဥရောပတိုက်သူမကြီး၃ယောက်နှင့်မကြာမီကတက်လာတဲ့မက်ဒရာစီဘောင်းမီဝေးနှစ်ယောက်စကားပြောနေသည်ကိုတွေ့ရသည်ဖြင့်အောင်မဲမင်း ဥရောပတိုင်းသူတိုင်းသားတွေဒင်းတို့ဥရောပတိုင်းသူတိုင်းသားတွေကတပတ်နဲ့ညားရင်ဤလိုမဲမှာမဟုတ်အခုတော့ဝက်ဝင်နေကြအောင်ပါပြီမကောင်းတာတွေမွေးလာတဲ့ထင်မာရဲ့လို့အောင်းမိမိပါကြောင့်နောက်အတန်ကလေးကြာတကလာဥရောပတိုင်းသားလူပြူတယောက်ဘောင်းမီကာတိအဖအပေါင်းနဲ့တက်လာပြီးလင်ဟဟန်ပန်ပန်ထိုင်းဒီကိုတွေ့ရပါကြောင်း၎င်းနောက်ဆိုပါဥရောပတိုင်းသားမစ္စတာမီးတွေတို့နဲ့နောက်ကလာတဲ့ကာတိဆုပ်စကားပြောကြရာကာတိဆုပ်ကခမရနာမည်ဘယ်သူလဲ မိသွေးကကျွန်တော်နာမည် George William Robertson Charlie Dickinson ဟုပြန်ပြောပါကြောင်းထိုကကတိဆုပ်ကခင်ဗျအဖေဘယ်သူလဲဟုမေးလျာကျွန်တော်အဖေမူတေလီယာမွန်နုစွာမိနေဒူးဟုပြန်ပြောလျာအမေနာမည်ကောဟုထမေးပြန်သည်။အမေနာမည်ကတော့ဆွဲမီဟုပြန်ပြောသည်ကိုကြားရပါကြောင်းထိုအကြောင်းများကိုကျွန်တော်ထောက်ချင်ဆင်ခြင်ကျွန်တော်မဟာဉာဏ်အမြင်ဖြင့်ဆင်ခြင်စဉ်းစားလိုက်တော့ကကျွန်တော်တို့မြန်မာလူမျိုးမှာမိရထားကုမ္ပဏီများ၏ ရတဘူရာညံရောက်ပါရီယာကလာကောရဂျင်တို့လောက်မှ အထင်မြင်မကြီးပါရီယာအတုံးတစ်ကလေးတွေကိုဓမုံမှအနှစ်အသွေးပမာမှတ်ပြီးမြန်မာတက်စွန်းညီမာဆိုသည့်အတွက်အထက်တန်းစဉ်တင်ပြီးသခင်သခင်တို့လိုချီးမြောက်ကြပေးတာကိုဟုတွေ့တော့ကဝန်းနှမိပါကြောင်းအကယ်၍မြန်မာလူကြီးလူကောင်းဟန်ဟန်ပမန်လူစုတွေထိုဥရောပတိုက်သားဆိုတဲ့အတွက်ကို တက်စီရင်ဘလုံးများလောက်ကြမယ်မသိတဲ့ဖြင့် ထိုယထားတွေကိုတက်စီကြည့်ကြလင်မြမအစွမ်းဘယ်လောက်ရှိတယ်ဆိုတာကိုသိရမည်အပြင်မိယထားကုမ္ပဏီတို့၏စိတ်နေသဘောထားကိုလည်းနားလည်နိုင်ဖို့ဤဝင်တစ်ခု ဖြစ်လေသည် ဟုကျွန်တော်ထင်မြင်မှတ်ယူယုံကြည်တွေးထင်မိသည်ဖြစ်ပါကြောင်း၂၈၉၁၈ပြည်ညအလင်းလို့ရေးသားထားပါတယ် American Company တွေရဲ့ Basque တိုက်ပွဲမျိုးဆရာပီမိုနင်းကဟိုးစဉ်ကလေးကမျော်လင့်မြင်အောင်ပုံရတယ်လို့ဝင်မဲ့အဲ့ဒီတော့ကဘာမာတွေက အတိတ်တွေနမိတ်တွေတပေါင်းလေး စနီးတွေကိန်းခန်းတွေဘယ်နေနေမှာနှစ်တလောက်နေနေတော့ဗောဒါကြောင့်တနေ့တော့ပက်ဆန်ကြီးကဖြစ်နေတဲ့ကဘာစီကြီးဘယ်တော့ပြီးမလဲဆိုတာကိုဘယ်ပေရင်ဆရာကမှတွက်မပြကြဘူးဆိုပြီးကမာပေရင်ကလာပေရင်ဥရောပပေရင်ဆရာတွေတွက်ကြပါတော့လား အတိတ်အနာဂတ်ပိစုံပန်ကိုထင်မြင်နေဆိုတဲ့လူတွေဟောကြပြောကြပါတော့လားဒန်စီပုံနေကြတဲ့တော့နန်ဖူနန်မမထောက်ပြပြကြတော့ဘူးလားလို့စိန်ခေါ်တယ်ပြီးတော့ဗမာတွေကထိခနဲဆိုရင်ဒီပောင်ရှိသားပဲလို့နှုတ်ကြပြီးကျိုတင်လို့တော့ဘယ်တော့ပါဖြစ်မယ်လို့ဘယ်တော့မှမပြောတတ်ဘူးတကယ်ဆိုတော့တပောင်ဆိုတာအယူတော်မင်္ဂလာတို့ငမန်ကန်းတို့မှလောက်တိုင်းတော့မဟုတ်ပါဘူးဘယ်သူလို့လောက်ဖြစ်တာပါပဲလွယ်လွယ်ကလေးပါပဲ ယူယူနှံ့နှံ့နဲ့ရန်ကရောဘွားတော်တော်စကားတွေကိုမရင်မရာအသေးချာရွတ်ဆိုကြက်မှတ်ပြီးထားကြလင်ထိုကြက်မှတ်တဲ့စကားဆယ်ခုနဲ့တကွန်းသောစကားနဲ့ညီညွတ်သောအဖြစ်ပြက်တစ်ခုခုအေကံပေါ်လာတတ်လေသည်ဤနေရာ၌အယုဆယ်အယုဆယ်ခုပြောတကွန်းမှန်ဆိုသော စကားအတိုင်းမှတ်လေသူအတွက်အတိတ်တပံကိုယုံကြည်သောမြန်မာလူမျိုးများအောက်ပါတိုင်းကျွန်ုပ်ပတ်စံကသတိပေးလိုက်ပါသည်တပံအတိတ်နှုတ်မစိတ်ယူးရိတ်ပေါ်သည်မှတပံစကားရွတ်ပါများဝမ်းခါရော့မီမှတ် ၎င်းတန်ကြွေကြက်ကြက်ပေးမင်းပေးတင်မိမယ်၎င်းယုံဆွဲအလုံးနဲ့မရဆဲမိမယ်၎င်းကိန်ကျိန်နားနိုင်မြေလူလိန်ထိမိမယ်မှတ်ကြီးငားတန်ပတ်စံစရာလင်းငယ်ပါလဲကြည်တာမနော့မလိုက်ယောကပယောဂယံအညီတန်ဒီအန်တန်အင်တီကြီးတော့ကြောင့်လို့9ရက်17လ1918ပြညာလင်းမှာရေးပါတယ် ။ဗမာစီတီတွင်ကစေဝါကလည်းရှားလိုက်တာပစ္စည်းပစ္စည်းကလည်းရှားလိုက်တာမြန်မာကကိုယ်နိုင်ငံတွင်လုံနိုင်တာရဲ့လို့ဘာမှရှိတာမဟုတ်အာလုံနိုင်ငံသားကအတွင်းနာကိုဝယ်သုံးရတာဒီကြားတဲ့အလွန်ဆိုးရတဲ့တုတ်ခွေးကြီးကအိန္ဒိယကကူးဆက်လာတာဆိုပြီးမြန်မာတပီလုံးဖျားလိုက်ကြတာအလူအလိန်ရန်ကုန်မြို့မှာဆိုရင်ရုံးတွေပိတ်ရမတဲ့အကြောင်းတွေပိတ်ရမတဲ့ဖျားကြလို့ပြက်ကွက်မှုတွေရှိနေတယ်ရန်ကုန်မြို့မှာ ရက်ဆက်တလာ1918ရှစ်နေ့ကနေတကောင်ဒီ24နှစ်အတွင်းမှာလူ90တေဆုံးတဲ့အဲ့ဒီတေဆုံးတဲ့တဲကတုတ်ကွေးနယ်ကြီးသေးတဲ့လူက46ယောက်ပါတယ်အဲ့ဒါမနေ့ကတည်းက14ယောက်ပိုသေးတယ်လို့မြူနီစပယ်ကျန်းမာရေးဌာနကထုတ်ပြန်ထားတဲ့မြန်မာတွေမှာတကမ်းမှမကြုံကြရဘူးတဲ့တုတ်ကွေးကြီးဖြစ်ကြရဖျားကြနာကြရတေကြရရှင်နေချိန်မှာပျောက်ကင်းနိုင်တဲ့အင်္ဂလိပ်ဈေးကတော့ထိထိရောက်ရောက်ဝယ်မစားနိုင်ပဲဈေးကြီးလို့ ဒီယောဂါဖြစ်တာဘာပြုလို့ညာပြုလို့ ਨੇ တော့ထင်တောင်းထင်ထင်မှနေတာကြောင့်ပတ်စံကြီးကမစ္စတာဒီဘန်ကပြင်လူကြက်၍ယောဂါထူကြကြောင်းပြောတဲ့ပြင်မြူနီဆွဲကလူကြက်တဲ့အိမ်များကိုဘယ်ပုံလုပ်မိမသိရသေးခြင်းအင်္ဂလိပ်စင်းများကဈေးကြီးစီးရဲသားများကမစားနိုင်စားနိုင်အောင်အစိုးရမင်းများကအထူးကြိုးစားသင့်ပေးတာပဲတုတ်ကွေးဆိုတာဘလူးတမျိုးဝင်စားလို့ဖြစ်တဲ့ယောဂါလို့ပြောတယ်တရဏဂုံတီးတဲ့မြန်မာများကိုတဲပြီးမနှိမ့်ဆက်နိုင်ဘူးလို့ပြောပြသည့်များကိုကြားရတယ်ယခုကာလမှာတော့မြန်မာများမှာ ဘူဇရဘုတ်ချင်းနှင့်စသည်တို့ဖြင့်နှုတ်ပါဇက်ကလည်းကလားလိုလိုအင်္ဂလိပ်လိုလိုပြောဆိုနေကြသောကြောင့်ဘလူးများကမြန်မာလူမျိုးကိုတဲတဲကွဲကွဲမသိတာနဲ့မြန်မာတွေပါတိမ့်ကြုံစားမိတာနဲ့တူတာပဲယခုကာလမြန်မာကလေးများကမြန်မာစစ်ကြောင်းတာ၍ထင်ရှားရအောင်ကြောင်မြောင်မြောင်ကြိုက်ပြီးပေါင်မှာအိုးမဲတုတ်ထားကြဖို့ကောင်းတာပဲလို့နှစ်ရက်၁၇လ1918ပညာလင်းမှာကလော်ပါတယ်ပြီးတော့တုတ်ကွေးဖြစ်ရင်သူ့နိုင်လို့ဆန်ကိုခိုးလို့ဘေဒင်ကဆိုတာမျိုးအင်္ဂဝိဇာနီးနဲ့ဓာတ်ရိုက်ပြတာတဲ့တုတ် စနေကွေးကတနင်္လာတုတ်စနေနဲ့စကဇာတာပိကွေးတနင်္လာရဲ့စကစနေအဲ့ဒီတော့ဇာတာပိနဲ့စနေနံပါတဲ့အရာကဖနက်တယ်ဖနက်ကိုစရင်စမစရင်ဖနက်နဲ့ချပိတုတ်ကွေးပြောက်လိုက်မယ်တဲ့လေအဲ့ဒီတုတ်ကွေးကြီးရဲ့ဓာန်ကိုဗမာရိအလူးလိန်ခံလိုက်ရတယ်တချို့အိမ်များစံပြုတ်ထပြုတ်နိုင်သူမရှိဘူးနှုတ်ပေမဲ့ဒီကြတဲ့ပလိတ်ပြောက်လို့တုတ်ကွေးပေါ်ဒဇာမုံနဲ့တော့ပြီးမဲ့စစ်ကြီးလို့မြမတပောင်ကပေါ်လိုက်သေးတယ် ပတ်စံကြီးကိုလူတချို့ကတော့တော်တော်ကြီးမုံလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့29ရက်6လ1918နေ့တော့ပညာအလင်းမှာမဇွန်အောင်ကဘုရားတကာဒူးနဲ့ရန်ကုန်ရှေ့ပိုင်းကဘုရားတကာဒူးတို့တွေ့ကြဖို့ဒီလိုရေးထားတာကိုစေပရီကိုစီနဲ့လာကြတဲ့အရှေ့ပိုင်းကဘုရားတကာနဲ့နောက်ပိုင်းကဘုရားတကာတို့တွေ့ကြတော့တယောက်ကမာရယ်လာပြီးတော့မာပါရဲ့အလုပ်ကလည်းတဲမရှိပါဘူး။တားတယောက်က Philly Fleming Company မှာတလ90စာသမီးတယောက်ကတော့ Blood Brother ကစာရေးကြီးကြတော့ ဇနီးကစိန်ပွဲစားကလေးလုံလို့သူကတော့အေးအေးဆေးပဲဥပုပ်တရင်စောက်တည်ပြီးနေတဲ့တတရရွယ်ကဒီလုံပဲလုံရမှာမဟုတ်ရင်သေတော့လက်ကြီးဖြစ်မှာဆိုရတဲ့အဲ့ဒီတော့အရှိန်ပိုင်းဖျားတကာကသူလက်ဒီလိုပါပဲတဲ့သူတော်ချင်းချင်းတရင်လွေလွေပေါင်းဖက်တွေ့ဆိုတာလို့ကျုပ်ကလေဖျားတကာလို့လူထဲမှာပေါင်းကျင်နေအရက်ထဲကလူတွေနဲ့လည်းဟတ်လို့မရဘူးမိုးမလင်းသေးဘူးအလုတ်သွားညင့်နေဝင်မှအိမ်ပြန်ရတယ်ဖျားစကားတရားစကားအလာပါတလာပါမှပြောပေါ်မရဘူးဘူးတုဒ္ဒအကြမြင်လည်းမရှိကြဘူး လူလိမ်မာလူဖို့တန်လူသူတော်ကောင်းဆိုတာဘာလဲလို့သိကြတဲ့တတ္တဝါတွေမဟုတ်ဘူးတကုတ်ကုတ်နဲ့အလုံလုံကြရတဲ့လူတွေလူအသုံးနှုံးကိုမှမသိကြပဲကလားဘုရားတကာရဲ့อืมတတ္တဝါဆိုတာခက်သားကလားဘုရားတကာရဲ့ကျုပ်လည်းအရက်ထဲမှာတဲပြီးထန့်မရတာနဲ့ဘုရားတကာစီလှဲ့လာတာကလားကျုပ်ကအိမ်မှာကြေးစီနဲ့နေတာဝတ်တယ်နေတာကိုဥယုံမာတွေကမရှုစိမ့်ကြဘူးဒင်းတို့ပါအလုံလုံမှထမင်းစားရတဲ့လူတွေကလားကျုပ်တို့ဘုရားတကာတို့ကဘုရားသွားရင်ကြောင်းသွားရင် ုသူလဲရဝင်းလဲဝါဆိုတာလို့အလိမ်မာပညာဉာဏ်နဲ့သူတော်ထုံနှလုံးသွင်းပြီးအမြတ်တက်ဝေးနေတာကလားဒီတော့သူတို့မာရီရဲမှာသူတော်ကောင်းနေဖို့ရာတော့ခက်တယ်ဒါဖြင့်ရှင်မေကြီးကဖြင့်ဘုရားတကာမလားမလားနဲ့ခဏခဏပဲမေးစားတယ်ဟုတ်သလားသူကမေးနေသလားဒါအောင်သာကြည့်ပြောလိုက်ပါလေအေကမေးမကတဲပြီးကက်ဆက်တယ်ဒီတော့ဇေကာလာမ၅ကာလောက်လာရတယ်ဘုရားတကာရဲ့လို့ပြောနေကြတယ်ဒါကြောင့် ကျွန်တော်ဆရာကိုပတ်ဆန်းကမြန်မာပြည်မှာဒီလိုစိတ်ပရိနဲ့ကြောက်မဆောက်ရလို့ဖျားတကခေါ်ခံရတဲ့လူကြီးတွေများရင်မြန်မာလူမျိုးမှာအခုတို့တော့တင်ရကြမှာပဲသို့တော့အခုတို့ကရေးမကြည့်ဘူးမြန်မာလူမျိုးလက်တလော့စီးရဲဖို့ဘေးကြီးတွေထဲမှာသူတို့လည်းပါဝင်လက်ထက်ငွေစားကလေးတော်တန်ရှိပြီးစားရတော့ရရှိရင်အသက်40ကျော်50မှာငိမ့်စားအင်တန်များကြပါကလားလို့တွေးမိပါကြောင်းလို့ရေးသားထားပါတယ်ပတ်ဆန်းကြီးရဲ့တွေးခေါ်ယူဆတွေကို ညမတရင်စာပေါ်စားခင်မာတာမှပဲဒီလိုကွက်ကြော်တွေပါတာကိုအဲ့ဒီတော့နာမည်ကြည့်ရောပေါ့ဒါကြောင့်လဲဆရာကြီးဘီမွန်နေရဲ့လက်ရာတွေကအခုထိတိုင်းမရိုးနိုင်သေးပဲရှိတာကလားဆရာကြီးဘီမွန်နေကတကယ်တရင်စာဆရာကြီးပါဆရာကြီးဘီမွန်နေရဲ့အကြောင်းကိုမေလူလူတော်မှာကဘီမွန်နေရဲ့ဘဝနဲ့စာပေစာအုပ်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်လို့ဒါတပုတ်ပဲဖတ်လိုက်ရရင်မဲတော်တော်ကြာသွားတယ်ပေါ့နော် ဟုတ်ဟုတ်ကဲ့ဒီဗမာတွေကအဲ့လိုမျိုးဖြစ်တယ်လीเนาะအဲ့ဒါကြောင့်အဝင်းမင်္ဂလာပါမကေသရီမင်္ဂလာပါအယ်မင်္ဂလာပါမပင်ဆောင်မင်္ဂလာပါမေမင်္ဂလာပါမမွေမင်္ဂလာပါအချိုက်မင်္ဂလာပါမမြတ်တန်မင်္ဂလာပါသင်္ကေထက်မင်္ဂလာပါမမအေးမင်္ဂလာပါချစ်လူမမင်္ဂလာပါ WS မင်္ဂလာပါဒန်ဒလီယိုမင်္ဂလာမမဆဆ မင်္ဂလာပါဒီနေ့ပြင်းပါလာရင်နားထောင်ရမနွယ်ရင်မင်္ဂလာပါကိုတင့်မင်္ဂလာပါမနုဝေစီမင်္ဂလာပါ WS မင်းမင်္ဂလာပါဟုတ်သနာဒီဒီရန်ဘူလို့လားမသိဘူးကြောင်သွားပြီးတော့အဆင်မပြေသွားတာ မဇာလင်တဲ့မင်္ဂလာပါ။မမြတဲ့နာမင်္ဂလာပါ။ဦးတနာမင်္ဂလာ၊ကိုတနာမင်္ဂလာ၊မနွေနွေအောင်မင်္ဂလာ။ဘုံမင်းကျူလာမင်္ဂလာပါ။ဟုတ်။အဲဆိုဒုရတီတီတိတ်လိုက်တော့မယ်နော်။အလုံးမဲ့တက်တာ။ရပန်ကြောင့်ပါတွေ့မယ်နော်။ဟုတ်။ဒုရမနန်းကလည်းမှားပြီးဟော။ဥစ္စာရက်ချမ်းနှစ်ရက်စာတဲတာ။ တရတဲ့နဲ့နှစ်ပုတ်တက်သွားပြီးမှတည်တယ်နော်ဘယ်တော့မမေးလာမနိုင်မမေးလာအားလုံးမဲ့တက်တာနော်သူကတော့အတိတ်တပောင်းနေမှာပဲနေမနေကြပါနဲ့လိုအပ်တဲ့နေရာမှာတုံးကြပါလို့